ဝိုင်းနေမှုတွေကိုကြော်လွားဖို့ခင်ဗျားတို့ဒီစာအုပ်လေးကိုဖတ်ကြည့်တင်လေဒီဇိုင်းတွေဘာတွေပြုံးနေတော့ပဲစာအုပ်ကိုပဲတန်းညွှန်လိုက်တော့မယ် Eleanor H Porter ရေးတဲ့ Pollyanna ဆိုတဲ့စာအုပ်လေးပါစာရေးဆရာထင်းရင်ကမြစ်တာရှင်မာလီ Pollyanna ဆိုပြီးတော့မြန်မာဘာသာကိုပြန်ဆိုထားပါတယ်။ဘာကြောင့်ဒီစာအုပ်ကိုဖတ်တင်တာလဲဆိုတာကိုအရှင်ပြောပြပါမယ်။လောဘဒေါသမောဟတွေနဲ့အစုံအဆန်ချင်းလည်နေကြတဲ့လူလောကကြီးမှာလူတစ်ယောက်ဟာတကွေးကွေးတော့ဝမ်းနည်းစိတ်တက်ကြမှုနဲ့ နဖူးတွေ့တူတွေ့ကြုံဘူးကြမှာပါမကြုံဘူးသေးရင်လည်းကြုံလာတဲ့အခါရင်ဆိုင်ဖို့လိုအပ်ပါတယ်ဝမ်းနဲ့စိတ်ဓာတ်ကြတာကိုရင်ဆိုင်နေရတဲ့အချိန်ကတကယ်ကိုပင်ပန်းပါတယ်ရင်ဆိုင်နေရင်လည်းတတင်းကလေးပဲဖြစ်ဖြစ်စိတ်အေးချမ်းသွားဖို့ဒီစာအုပ်ကိုဖတ်ကြည့်တင်တာပါမပြောပါလောက်တဲ့အကောင်းမြင်စိတ်ကလေးကြောင့်ခိတခဏတော့အေးချမ်းသွားပါလိမ့်မယ်စာအုပ်ထဲကဇလံအကြောင်းမပြောခင်ဒီစာအုပ်ကဘလောက်အထိကြော်ကြားလဲဆိုတာကိုတည်တည်နေချင်လို့ပြောပြပါအောင်မယ်မူရင်းစာရေးဆရာမအယ်လီနာ H ဖော်တာကဒီစာအုပ်ကို1932ခုနှစ်က ်ရှင်းနဲ့အရွယ်မင်းကလေးငယ်လေးတွေအတွက်ဆိုပြီးရည်ရွယ်ရေးသားခဲ့ပါတယ်1910နှစ်ဆိုတော့နှစ်ပေါင်း133နှစ်လောက်ရှိပြီပေါ့လေအခုဒီအသက်ဝင်စေခင်မိစေဖတ်လို့ကောင်းစေပါပဲရှင်းနဲ့အရွယ်ကလေးငယ်လေးတွေအတွက်ရည်ရွယ်ရေးသားခဲ့တယ်ဆိုပေမဲ့ယဟန်ရှင်လူကြားမှအသက်ကြီးနေမရွေးဖတ်လို့ရတယ်ဆိုတာကိုတော့ဖတ်ကြည့်ရခါသိကြပါလိမ့်မယ်အုပ်ရည်ပေါင်းကလည်းလေးတန်းကျော်လောက်ကြီးကိုရောင်းရတယ်လို့ဆိုထားပါတယ်နိုင်ငံခြားမှာတော့ဘသူကတော့ဘယ်ဟာကြောင့်ပေါလီယာနာအောက်တလုတ်ဖြစ်တယ်ဆိုတော့ဗန်စကားလိုမျိုးအတုံးလုံးတွေဖြစ်ပေါ်သည့်အထိ ောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။စာရေးဆရာထင်းလင်းကဒါကိုမြန်မာဘာသာကိုပြန်လိုက်တဲ့အချိန်က1984ခုနှစ်ဒီစာအုပ်ကိုမြန်မာဘာသာပြန်တာ50နှစ်လောက်ရှိပြီလို့ပြောရမှာပေါ့လေ။ကျွန်တော်စီရစာအုပ်ဆိုရင်6ချိန်မြောက်ရိုင်းနှိပ်ထုတ်ဝေထားတဲ့စာအုပ်ပါ။ဒါအပြင်ဒီစာအုပ်ကိုအင်္ဂလိပ်လိုရောမြန်မာလိုပါမဖတ်နိုင်တဲ့ကချင်လူမျိုးတွေအတွက်ကချင်လိုဘာသာပြန်ထားတာတောင်ရှိတယ်လို့အမှားစာမှာပြောထားပါသေးတယ်။ကောင်းတဲ့ဆိုပေမဲ့ဒီစာအုပ်ကိုမကြိုက်ကြတဲ့သူတွေလည်းရှိတယ်ဗျခေတ်နောက်ပြန်ဆွဲဘူးစွာအတွေးခေါ်တွေအရှုံးသမားစိတ်ဓာတ်တွေလုံဆော်ပေးတဲ့အတွေးခေါ်တွေဆိုပြီး အဲ့တော့ကဆောင်းပါးတွေတောင်ရေးကြတယ်လို့ပြောပါတယ်ဆရာထင်းလင်းကဒါကိုစာအုပ်တော့ကကြိုက်တဲ့သူရောမကြိုက်တဲ့သူရောနှမျိုးလုံးရှိမှစာအုပ်ကောင်းတအုပ်ဖြစ်မယ်လို့ယူဆပြီးဘာမှတုံ့ပြန်ရေးတာချင်းမပြုခဲ့ပါဘူးတဲ့ကျွန်တော်တဦးတဲ့အမြင်ကတော့ဒီစာအုပ်ဟာအရှုံးသမားစိတ်ဓာတ်ကိုလုံဆော်ပေးတယ်လို့မမြင်ပါဘူးပြဿနာတစ်ခုကိုရင်ဆိုင်ဖြေရှင်းနေတဲ့အချိန်မှာခိတ္တအနားယူတဲ့သဘောမျိုးနဲ့ခြေနက်ဆရာတစ်ခုခုကိုရှာပြီးအာတင်းလိုက်တယ်လို့မြင်ပါတယ်အရှိလာရင်ပြဿနာကိုဆက်ပြီးရင်ဆိုင်ရတာပိုအဆင်ပြေတာပေါ့ဗျာဒီလောက်ဆိုရင်တော့ ဖတ်သင့်ပါတယ်ဆိုတဲ့အကြောင်းပြချက်တုံလောက်ပြီးလို့ထင်ပါတယ်။စောက်ထဲရဇလန်အကြောင်းအချင်းချုပ်လေးပြောမပြခင်ဒီထီရအောင်နားဆင်ကြပြီဆိုတော့ channel လေးကိုလည်း subscribe လုပ်ပေးသားကြပါအောင်ခင်ဗျာ။ကျွန်တော်ပြောတာတဲ့စာအုပ်ရဲ့အကြောင်းအရာနဲ့ရည်ရွယ်ချက်ကိုပိုပြီးပြီးပြည့်စုံအောင်သိရအောင်ကိုယ်တိုင်လည်းဖတ်ကြည့်စေချင်ပါတယ်။ပေါ်လီယာနာဟာတင်းအုပ်ဆရာတယောက်နဲ့ဒေါ်ဂျနီရိုဇနီးမောင်နှံရဲ့တမီးပါ။ပေါ်လီယာနာ၁၇နှစ်တမီးလောက်မှာပဲမိဘနှစ်ပါးလုံးဆစ်ဆက်နောက်ဆင့်ကွယ်လွန်ဆုံးပါသွားကြပါတယ်။အဲဒီတော့ပေါ်လီယာနာဟာဖခင်เจ้าမှာ ချွတ်ချွတ်တက်တက်နေရတဲ့မိဘမယ်ကလေးဖြစ်သွားပါတယ်။ဒါကြောင့်ထောက်ပံ့ရေးအသင်းကမိမကြီးတွေကပိုလီယာနာကိုပို့အဆင်ပြေတဲ့နေရာကိုပို့လိုက်ကြပါတယ်။သူ့ရဲ့အတော်ဖြစ်သူဒေါ်ဂျင်နီရဲ့ညီမဒေါ်ပေါ်လီစီကိုပါ။တကယ်တော့ဒေါ်ဂျင်နီဟာအင်းကတဘောမတူတဲ့ကြားတဲဟုတ်ဆရာနဲ့လက်ထပ်သွားလို့ဒေါ်ပေါ်လီနဲ့ဒေါ်ဂျင်နီမတင်မမြတ်ဖြစ်ထားကြတာပေါ့လေ။ဒါပေမဲ့ဝတ္တရားအရဆိုပြီးဒေါ်ပေါ်လီဟာပေါ်လီယာနာလေးကိုလက်ခံထားလိုက်ပါတယ်။ရောက်ခါစားတိတ်ပြီးကြည်ပြူတဲ့ပုံတော့မပေါ်ပါဘူး။ပေါ်လီယာနာလေးဟာခလေးပီပီ ဖြူစင်းတဲ့နှလုံးသားရှိတဲ့အလျောက်သူ့ဖေတင်ပေးခဲ့တဲ့ဝန်တာရန်ကစားနီးဆိုတာကိုလည်းအမြဲမပြတ်ကစားတတ်သူပါဝန်တာရန်ကစားနီးအကြောင်းကိုနည်းနည်းပြောပြပါမယ်အလွယ်ပြောရရင်တော့အကောင်းမြင်တဲ့စိတ်ပေါ့ဗျာဒီကစားနီးကိုသူ့အဖေတင်ပေးခဲ့တာပါမဆုံးခင်ကပေါ့လေဘလို့လဲဆိုရင်သူတို့ဖခင်เจ้าကိုတာရနာပြုအဖွဲ့ရပေးတဲ့အလူခံပစ္စည်းတွေရောက်ရောက်လာတဲ့ပါတယ်ပေါ်ဒီယန်နာကခလေးပီပီအဲ့ဒီပစ္စည်းတွေရဲ့ရာနီ အရုပ်တွေပါပါစေမျောလင့်တာပေါ့လေဒါပေမဲ့ဂျိုင်းတောက်ပဲပါလာတာတွေ့တော့အနှစ်တာပေါ့အဲ့ဒီမှာဝမ်တာတန်ကစားနီဆိုပြီးသူ့အဖေကတင်ပေးလိုက်ပါတယ်ဖြစ်လာတဲ့ပြဿနာပေါ်ခြေခံပြီးဝမ်တာစရာရှာရတာပေါ့ဂျိုင်းတောက်ပါလာတာဆိုတော့ဝမ်တာစရာကဘာလဲဆိုရင်အဲ့ဒီဂျမ်းတော့ကိုတုံးစရာမလိုတော့တာပေါ့ဆိုပြီးတော့ရှာတွေ့တယ်ဒီလိုနီးနေဝမ်းတာစရာစိတ်ကြေနပ်စရာကိုရှာရတာပေါ့လေပြီးတော့ဒီကစားနီးကဝမ်းတာစရာရှာရခက်လေလေပျော်စရာကောင်းလေလေဆိုပြီးလေပေါလီယန်နာလက်ခံထားတယ်အဲ့ဒီကစားနီးနဲ့ပဲပေါလီယန်နာဟာသူအခုရောက်လာတဲ့မြို့မှာ အမျိုးစုံကြိုးခုံပြီးဝမ်းနည်းနေကြတဲ့လူကြီးသူမတွေရဲ့ပြဿနာတွေကို live ဖြေရှင်းတာပေါ့ဗျာသူ့ရဲ့ဝမ်းသာတဲ့ကစားနည်းကိုလည်းအဲ့ဒီလူတွေကိုလက်စကန်တင်ပေးပါတယ်ဒီတော့အဲ့ဒီကလူကြီးတော်တော်များများကတဖြည်းဖြည်းဘဝပို့ပြီးတော့အိဗယ်ရှိလာတယ်လို့ခံစားလာကြရတယ်နောက်ပိုင်းတော့အားလုံးကဝိုင်းချစ်ကြတယ်ပေါ်ရန်လာလေးဖြစ်သွားတာပေါ့သူ့ရဲ့ဝန်တာရန်ကစားနည်းတွေကတခုကိုဖောက်တယ်ပြန်ချရရင်ရောက်ခါစသူ့နေတဲ့အခန်းမှာမှန်မရှိပါဘူးတဲ့သူကဒါလဲဝန်တာစရာပဲလीငါမျက်နှာအမဲကြောက်တွေ မမြင်ရတာပေါ့ဒီမဲ့ကြောက်တွေမြင်ရရင်စိတ်ညစ်နေရောမှာဆိုပြီးတော့ဝမ်းတာစရာကိုရှာပါတယ်တဲ့အဲ့ဒီလိုဝမ်းတာစရာစိတ်ကျဉ်တ်စရာရှာတတ်တဲ့ပေါလီယာနာပါဇလန်အပြည့်စုံနဲ့ပေါလီယာနာရဲ့ဝမ်းတာတဲ့ကစားနည်းတွေကိုအကုန်ပြောပြရင်ဒီစာအုပ်ကိုဖတ်တဲ့အခါအရသာပြတ်သွားမှာဆိုလို့ဇလန်ကိုဒီမှာပဲရထားပြရစီဒီစာအုပ်ကနေရလိုက်တာကလောကဒဏ်ရဲ့အဆိုးအကောင်ကြားမှာနင်မွန်းနေရင်က ဝမ်းသာစရာလေးအနေငယ်ကိုမြင်အောင်ကြည့်တတ်ကြရမယ်။ကန်ဆိုးခြင်းနဲ့ကန်ကောက်ခြင်းဟာတွင်တွဲနေကြတာကများတတ်တာဘို့။ကန်ဆိုးခြင်းနဲ့အတူအခွင့်အရေးတွေပါလာတတ်တယ်လို့လည်းပြောကြတယ်မဟုတ်လား။ဒီစာအုပ်ကိုဖတ်ကြည့်ပြီး3မိနစ်လောက်ဖြစ်ဖြစ်ကိစ္စတစ်ခုခုလောက်ကိုပဲဖြစ်ဖြစ် ဝမ်းသာစရာရှာကြည့်နိုင်ကြပါစေဗျာဒီတော့မဖတ်ကြည့်ရသေးရင်ဖတ်ကြည့်ကြပါဦးဖတ်ဘူးကြတယ်ဆိုရင်လည်းပေါ်လီယန်နာအပေါ်မှာအမြင်ဘယ်လိုရှိတယ်လဲဆိုတာကို comment မှာရှင်းသွားပေးကြပါဦးခင်ဗျားတို့ဒီလိုပြောပြရလို့ကျွန်တော်လည်းဝမ်းသာမိပါတယ်ဒါနဲ့စကားမဆက်ဒီဗီဒီယိုကိုအဆုံးထိကြည့်တယ်ဆိုတာကိုကျွန်တော်သိရင်ပို့ပြီးဝမ်းသာမှာမို့ဒီတက်ခဲပုံ emoji လေးကို comment မှာပြသပေးကြပါဦးဗျာဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးပါကျွန်တော်ကတော့ဝမ်းကြော်စွာဖြိုးပါနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့